လောကတန်နဲ့တွေ့လာရင်စိတ်ထားတက်ဖို့လောကရဲ့ရောက်လာရင်လောကရန်နဲ့ဖက်ပြီးရံမှဖြစ်ရဘူးရံဖြစ်နေရင်ကိုယ်ပဲအမြဲရှုံးနေလောကတန်ဆိုတာကိုဖြစ်စေခြင်းတလို့ဖြစ်နေတာမဟုတ်ဘူးသူဖြစ်ခြင်းတလို့ဖြစ်နေတာအဲ့ဒါကိုကိုကအလိုက်တင်နေတတ်အောင်ကျင်ရတယ်တခါတရံမှာလောကတန်ဟာ တီးမခံနိုင်လောက်အောင်တွေ့ကြုံရတာမျိုးလေးဖြစ်တတ်တယ်။ကြည်နဲ့ဆရာပဲဖြစ်ဖြစ်မကြည်နဲ့ဆရာပဲဖြစ်ဖြစ်ကိုကနေတက်အောင်နေဖို့ပဲအရေးကြီးတယ်။မနေတရင်ကိုပဲအမြင်ရှုံးတယ်။ကျေးဇူးတော်ရှင်မင်းကုန်တိပိတကဆရာတော်ဖရာကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိမ်မအဖွဲသားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်